ျွန်တော်ချမ်းမြေဝင်လေးချသွားခဲ့ပြီးတော့ကျွန်တော်ရဲ့မျက်နှာမှာလည်းရှုပ်နေနေပေးနေခဲ့ပါတယ်။အရှုံးသမားကောင်အဲ့ဒီအချိန်ဘောလုံးတစ်လုံးကလေထဲကနေဖြတ်ပြီးတော့ကျွန်တော်စီကိုလာနေရကိုတွေ့လိုက်ရပါတယ်။ငါချင်းမှုကိုခန်းဆောင်လိုက်ရပြီးတော့အမြင်အာရုံလေးဝေဝါးကနောက်ပြန်လဲချသွားခဲ့ပါတယ်။ကျွန်တော်ညီးတွားနေတဲ့အချိန်တရားရောက်ကကျွန်တော်ခြေထောက်ကနေဆွဲလိုက်ပြီးတော့မူတန်တဲ့ကောင်အဲ့ကကျောင်းသားချင်းအနိုင်ကျင့်တတ်တဲ့ဂျိုရီဖြစ်ပြီးတော့သူကပြင်းပြင်းထန်ထန်ပဲအနောက်ကိုဒုံးလိုက်တဲ့အချိန်သူ့ရဲ့တင်ငင်ချင်းတွေကလည်းကျွန်တော်ကိုကြည့်ပြီးရှင်နေခဲ့ပါတယ် မင်းရဲ့နေရာဖြစ်တဲ့ကျောင်းတုံးအောက်ကရှော့နေတယ်ဘာလို့သွားမသိရလဲမင်းကငကြောင်ပဲသူမှမင်းကိုမကြိုက်တာမထူးဆန်းအောင်ရှော့နေမှာငိုနေတယ်ကျွန်တော်နဲ့ဝေယာကိုသူတို့ရှောက်သွားကြရင်လည်းလှောက်ပြောင်ရေမောနေကြကြပါရဲ့အနိုင်ကျင့်တဲ့ကောင်းကင်စီကနေကျွန်တော်ကတန်မှုမရှိသလိုမျိုးဒီလိုကဲ့ရဲ့ပြီးတော့အနိုင်ကျင့်တာတွေကလုံလောက်နေပြီကျွန်တော်မတ်တရက်လိုက်ပြီးတော့ကျွန်တော်မျက်နှာပေါ်ကရှော့နေကိုတုတ်ကအင်ကိုလမ်းလျှောက်ပြန်လိုက်ပါတယ်ကျွန်တော်အခန်းစီကိုပဲတနေ့မှတ်သွားခဲ့ပြီးတော့အိမ်ရာပေါ်မှာငိုနေခဲ့ပါတယ် ကျွန်တော်ဘဝကိုခုဘတာကိုစိတ်ကြိုက်မနေနိုင်မနဲ့ဒီလိုအနိုင်ကျင့်ခံနေရတာတွေကိုကျွန်တော်စိတ်ကုန်နေပြီ။ကျွန်တော်အိယာကထားလိုက်ပြီးတော့မျိုးလုံးတွေကိုပုတ်တက်ကဆိုရှယ်မီဒီယာကိုခဏသုံးလိုက်ပါတယ်။တော်သိပြီဒီလိုအနိုင်ကျင့်ခံရတာတွေကိုကျွန်တော်စိတ်ကုန်နေပြီ။ကျွန်တော်ဒီလိုပဲရှာဖွေနေရင်းနဲ့တပြင်းပြင်းနဲ့နည်းနည်းပြီးတော့ကြောက်စရာကောင်းတဲ့အမောင်ဘတ်ချမ်းစီကိုရောက်သွားခဲ့ပါတယ်။ကျောင်းမှာအနိုင်ကျင့်တဲ့ကောင်းတွေကိုဘလို့ပြန်လက်စားချင်မလဲ။တောက်ဘဝကိုဘလို့ဝင်ရောက်ရမလဲဆိုတာကိုအသေးစိတ်ဖော်ပြထားတဲ့ post တစ်ခုကိုတွေးလိုက်ရပါတယ်။ ကျွန်တော်သိချင်စိတ်ကြောင့်လင့်ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာတော့ website ထဲကိုရောက်သွားခဲ့ပြီးကျွန်တော်စိတ်ဝင်စားဆုံးဖြစ်တဲ့လူသက်သမားငှားရမ်းခြင်းဆိုတဲ့ link ကိုဆက်နေလိုက်ပါတယ်ကျွန်တော်တန်တရာရရှိနေခဲ့ပေမဲ့ website ထဲမှာရေးထားတဲ့မင်းရဲ့ဘွားတွေကပြဿနာကောင်းတွေကိုဖယ်ရှားပေးနိုင်တယ်ဆိုရဲစာကိုဆက်ဖတ်ကြည့်လိုက်ပါရစေ။ကျွန်တော်ကိုအနိုင်ကျင့်တဲ့ကျောင်းအကောင်တွေမရှိတော့မှကိုတွေးမိလိုက်ပြီးတော့ website ထဲမှာရေးထားတဲ့တကူကတော့ပြဿနာများကိုအခမဲ့ဖယ်ရှားခြင်း ဒါကပြဿနာကြီးကြီးမားမားမရှိတော့ဘူးကျွန်တော်တွေးပြီးတော့ကျွန်တော်ဝန်ထမ်းချင်းတဲ့သူတွေရဲ့နာမည်နဲ့နေရာလိပ်စာကိုဖြစ်သွင်းလိုက်ပါတယ်။အနိုင်ချင်းတဲ့သူတယောက်ချင်းစီကိုတခြားစင်စားကထည့်ရေးခဲ့ပြီးတော့ကျွန်တော်ကြောင်းတော့ကြတော့ရောင်းကျွန်တော်ရဲ့အမှတ်တွေကိုရှော့ပစ်တဲ့ဆီယမ်မစ်ဟယ်လင်တန်တော်ပါဝင်ခဲ့ပါသေးတယ်။ကျွန်တော်နာမည်ကိုထည့်သွင်းရမယ့်နောက်ဆုံးနေရာမှာအချက်အလက်တွေကိုမဖြည့်ခင်ခဏတော့တော်ဆိုင်နေခဲ့ပေမယ့်ကျွန်တော်နာမည်နဲ့နေရာလိပ်စာကိုဖြည့်လိုက်ပါတယ်။ကျွန်တော်ခလုတ်ကိုတိတ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမှာလဲ။ တကူထူးဆန်းတာဖြစ်သွားမှာလားကျွန်တော်ထည့်သွင်းထားတဲ့လူတွေရဲ့နာမည်စင်းတွေက ပေးရှင်ထိဆုံးမှာပေါ်လာခဲ့ပါတယ်အထူးဆန်းဆုံးကဒီအလုပ်အတွက်ပြီးချင်ရမယ့်သူနေရာမှာကျွန်တော်ရဲ့နာမည်ပေါ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အမေကညစာစာဖို့ခေါ်ခဲ့ပါတယ်ကျွန်တော်မြင်မဆဆမတွေ့တော့ဘဲနဲ့ခဏအတွင်းမှာပဲအဲ့ဒီ website အကြောင်းမေးမေးပြောပြဖြစ်သွားခဲ့ပါတယ် ျွန်တော်ဒီအကြောင်းကိုမေ့လို့နေပါဖြစ်နေတဲ့အချိန်ကျောင်းပြန်ကျွန်တော်ကိုအနိုင်ကျင့်မှုဂိတ်ပေါက်ကနေစောင့်နေတတ်တဲ့ဂျိုရီရောသူတငယ်ချင်းတွေကိုပါတနေ့လုံးဘယ်နေရာမှမတွေ့ရကြောင်းထူးဆန်းနေတယ်ဆိုတာကျွန်တော်သတိထားမိသွားခဲ့ပါတယ်။သူတို့ကလင်းရုံထဲမှာပုန်းနေတယ်လို့ပြောင်းနေခဲ့ပြီးတော့သူတို့ကနေမကောင်းတာလားတခုခုဖြစ်တာလားကျွန်တော်သူတို့ကိုကြားရခံပါတယ်မယောအတိုင်းရဲ့အတွင်းနဲ့အပြင်မှာပါမတွေ့ရပါဘူး။အဲနောက်ကျွန်တော် website ကိုတတိယသွားခဲ့ပြီးတော့ကြော်ရွတစ်ချောင်းစိတ်သွားခဲ့ပါတယ်။တေချာပေါ့ဒါကအဆင်မပြေနိုင်ပါဘူး။ ကျွန်တော်ဒါကိုမေးဖို့ကြိုးစားလိုက်ပေမဲ့တခုခုမာနေပြီဆိုတဲ့ခံစားချက်ကြောင့်ကျွန်တော်တုံးလုံးနေခဲ့ပါတယ်။ကျွန်တော်အခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာတော့တခုခုမာနေပြီဆိုတာသိကြသွားခဲ့ပါတယ်။ကျွန်တော်ရဲ့ဆရာမကသူ့ရဲ့ခုံမမတည့်ရနေခဲ့ပြီးတော့ရှုပ်ပွားနေတဲ့စပင်းနေတဲ့မိကပ်တွေကလည်းပြတ်နေခဲ့ပြီးတော့သူ့မပုံစံကငိုထားတဲ့ပုံစံနဲ့တူနေခဲ့ပါတယ်။ခလီတို့ဆရာမစီမှာသတင်းဆိုးတစ်ခုရှိတယ်။ဂျူဝီဆာရာနဲ့ဂျူလို့ဆုံးသွားကြပြီ။ ူမကဒီလိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ကောင်းတစ်ခုတော့သူတွေစီစဉ်သွားတယ်ဆိုရယ်ကန်စားချက်ကိုကန်စားလိုက်ရပါတယ်။သူတို့တေးသွားကြပြီ။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဒီလို website ကဟာကဘယ်လိုလုပ်ပြီးအဆင်ဖြစ်နိုင်မှာလဲ။ကျွန်တော်အေးခဲနေခဲ့ပြီးတော့ Miss Helenton ရဲ့ငိုနေမျက်နှာကိုကြည့်လိုက်ပြီးတော့သူမကတော့အသက်ရှင်နေပါသေးတယ်။ဒီ website ကတကယ်မဟုတ်နိုင်ပါဘူး။ကျွန်တော်စိတ်သက်သာရရသွားပြီးတော့စာအုပ်ကိုဖွင့်ပတ်ကတွေးနေခဲ့ပါတယ်။ကဘာကြီးကကျွန်တော်အတွက်ကောင်းတာတစ်ခုလုပ်ပေးလိုက်တာပဲ။ အဲ့ဒီမှာ Miss Helen တန်ကသူ့နေရာမှာပဲအသက်ရှူရက်ကဟော်နေတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရပါတယ်။ Coffee ခွက်ကိုလက်မှကင်ထားပြီးတော့ Coffee တွေကခုံပေါ်ကနေကြမ်းမြင့်ပေါ်ကိုဖြည်းဖြည်းချင်းကျနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်ခွက်ကလက်ထဲကနေလွတ်ကျသွားခဲ့ပြီးတော့ကြမ်းမြင့်နဲ့ထိကကွဲသွားခဲ့ပါတယ်။သူ့မရဲ့မျက်လုံးတွေကရှစ်တက်တက်ကိုကြည့်ပြီးတော့ပြူးကျနေတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်អော်ပြီးတော့အတန်းထဲကဖြည့်ထွက်လာတာဒါက website ចောင်းလာဆိုပြီးတော့ကျွန်တော်တွေးခဲ့ပါတယ်။ဒါမှမဖြစ်နိုင်ပါဘူး။ ကျွန်တော်အိမ်ကိုအမြန်ကြီးလာခဲ့ပြီးတော့လမ်းမှာကားတစ်စီးကကျွန်တော်နောက်ကနေလိုက်လာတာကိုသတိထားမိလိုက်ပါတယ်။မိနစ်အတော်ကြာကျွန်တော်နောက်ကိုလိုက်နေခဲ့ပြီးတော့ကျွန်တော်မြင်မြန်ရှောင်းလိုက်တိုင်းကားကလည်းမြင်မြန်လိုက်ခဲ့ပါတယ်။အဲဒီတော့ကျွန်တော်အမြန်ပြေးတဲ့အချိန်မှာကျွန်တော်နောက်ကနေလိုက်ပြီးတော့ကြော်တက်ကကျွန်တော်ရှေ့မှာပေးရလိုက်ပါတယ်။အဲဒီတော့ကြောက်စရာကောင်းတဲ့လူကကားရဲကနေထွက်လာခဲ့ပြီးတော့အဲဒီလူပုံစံမှာစပင်ကမင်းနဲ့ကကောက်ယူးလိုမျိုးရှုပ်ွားနေခဲ့ပြီးတော့အုတ်ထုတ်ကြီးကိုဆောင်းလာခဲ့ပါတယ်။ မျက်နှာကလည်းတော်တော်လေးဝကြောက်စရာကောင်းနဲ့မညင်ညာတဲ့သွားတွေပါတယ်အဖြစ်အောင်မျက်နှာဘုံကြီးကိုဆင်ထားပါတယ်မျက်လုံးတွေကအပေါက်ဖြစ်နေခဲ့ပြီးတော့မျက်ခုံးကိုလည်းအယောင်ကျေတာကပါးစပ်မှလည်းတွေးထွက်နေတယ်လို့မျိုးအနည်းအောင်အမှတ်ကြီးကရှိနေခဲ့ပါတယ်ကျွန်တော်အော်ဝူးစူးစားခဲ့ပေမဲ့ဘာအတမ်းမှထွက်မလာခဲ့ပါဘူးကျွန်တော်အရန်ကိုတော်တော်ချာချာနေခဲ့ပြီးတော့ပြီးမှမိဘတွေပြောညာလေငင်းတောင်းဆိုလာတဲ့အရာတွေကိုငါဖိရှားခဲ့ပြီးပြီအခုပြန်ပြီးဖို့အချိန်ရောက်ပြီငါဒီလိုဖြစ်ဖို့မရည်ရွယ်ခဲ့ဘူးလေ တိဆောက်မရှိဘူးစာချုပ်ကအကျုံးဝင်နေငါပေးချင်ရမယ့်ပေးမှတ်တွေကိုစုထားတယ်ကျေးဇူးပြုပြီးတော့မလုပ်ပါနဲ့မင်းနဲ့ဆိုးနဲ့အပြေးယူလုပ်ခဲ့ပြီးပြီအခုပြန်ပေးရမယ့်အချိန်ရောက်ပြီကျွန်တော်အဲ့ဒီလူစီကပြေးထွက်ခဲ့ပါတယ်အဲ့ဒီလူကအယမ်းမြန်လာကြောင်းကျွန်တော်လောက်ကိုလိုက်နေတယ်အဲ့ဒီလူရဲ့ခြေတံကိုတော့ကြားနေရပါတယ်ကျွန်တော်မြန်နိုင်သမျှမြန်အောင်ပြေးခဲ့ပြီးမယ်မလွတ်မြောက်နိုင်ခဲ့ပဲသူကအနောက်ကနေဖမ်းမိသွားခဲ့ပြီးတော့ကျွန်တော်ကိုချမ်းပြေမော်ခေါ်အုပ်ပြလိုက်ပါတယ် ကျွန်တော်ရဲ့မျက်နှာကိုအဝတ်နဲ့အုပ်လိုက်တာကြောင့်နောက်ဆုံးမြင်လိုက်ရတဲ့အရာကတော့အဖြူအောင်မျက်နှာပုံးပွဲဖြစ်ပြီးတော့ကျွန်တော်အဝတ်ကြိုးစားခဲ့ပေမဲ့နောက်ကျောက်သွားခဲ့ပါတယ်။ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာမြေရောက်ခဲတစ်ခုထဲမှာရောက်နေခဲ့ပြီးတော့ကျွန်တော်ရဲ့မျက်နှာအရှိကအဲဒီလူရဲ့မျက်နှာပုံးကြီးကိုတွေ့လိုက်ရပါတယ်။သူကခွဲစိတ်ခံသုံးကြရရရှိပြီးတော့ကျွန်တော်ကိုစပွဲပေါ်မှာကြိုးချီထားခဲ့ပြီးတော့အဝတ်ကြိုးစားခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။ကျွန်တော်လုံးနိုင်တာကတော့ပြန်ပြီးတော့သတိမြင့်မသွားခင်စီတိုအပ်ကိုကင်ကကျွန်တော်ကကလာတဲ့သူကိုကြည့်နေတာပဲဖြစ်ပါတယ် ကျွန်တော်သတိပြန်ရလာတဲ့အချိန်မှာတော့ရဲတွေကနေရံကိုမိကထိုင်နေတဲ့ကျွန်တော်စီကိုလာရအောင်တွေ့လိုက်ရပါတယ်။ဘာရင်းဖြစ်သွားခဲ့ရလဲ။ကျွန်တော်လာတော့ကြပျောက်ဆုံးနေခဲ့ပြီးတော့အမည်မသိသူတဦးစီကနေသတင်းပေးစာတစ်စောင်းလက်ခံရရှိပြီးရဲ့နောက်ရဲတွေကကျွန်တော်ကိုပြန်ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဘသူကရဲတွေကိုသတင်းပေးလဲမသိပေမဲ့ကျွန်တော်အသက်ရှင်ခဲ့တာကြောင့်ဝန်သားခဲ့ရပါတယ်။ပြီးမှန်းကဘာလဲဆိုတော့နောက်ဆုံးတော့ကျွန်တော်နားလည်သွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ရှာနဲ့ကြောက်ကတွေကပျော်ဆုံးနေခဲ့ပြီးတော့ဒီအရာတွေကိုပေါ့ပုံစည်းကမှရောင်းချနိုင်မယ်ဆိုတာကိုကျွန်တော်တွေးတော်မှတွေးချင်ခဲ့ပါဘူးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်